ပြန်ပွဲကျွန်တော်အိမ်ဝင်ပြန်ကစားအတွက်ကျွန်တော်တို့အားသာချက်ရှိတယ်အဲ့ဒါတော့ကျွန်တော်တို့ကလေးတွေရောကျွန်တော်ပလီယာတွေရောကျွန်တော်တို့ရောတေချာလေးဒါအဲစူးစမ်းမှုအပြည့်နဲ့ဒါအခွင့်အရေးကိုတုံ့ချဖို့တော့အဲလောက်တာလည်းရတဲ့အိမ်ဝင်မှာနှစ်ပွဲဆက်တဲ့ရတဲ့ရမှတ်ကိုယူဖို့တော့ကျွန်တော်တို့အဲတေချာလေးပြင်ဆင်ထားပါတယ်မင်းပြန်ပွဲအတွက်ကျွန်တော်ပြင်ဆင်ရင်ရတယ်အဲ့ဒီမှာကျွန်တော်ခြေစမ်းပွဲနှစ်ပွဲကစားတယ်အဲနောက်ဆုံးမမောင်အဲမန်ယူနဲ့ကစားပြီးပြန်လာတဲ့အချိန်မှာကျွန်တော်အော်စတာတင်တဲ့ကစားတွေကကျွန်တော် အဲမမော်လေးကျွန်တော်အသင်္ကောင်းဆောင်ပေးထားပါတယ်ဒါကတော့မနေ့ကကြာရင်သူအသင်္ကောင်းဆောင်နဲ့သူပွဲထွက်ပါလိမ့်မယ်ဟုတ်ကဲ့ဒီကစားသမားတွေကိုကျွန်တော်ရှုံနေပေါ့ရှုံနေဆိုတော့ကျွန်တော်ပြီးခဲ့တဲ့နှစ်ပွဲကတော့ကျွန်တော်လိုအပ်ချက်တွေရှိတယ်ဒါကိုလည်းကျွန်တော်ပြင်ဆင်လာတယ်အဲပြီးတော့ကျွန်တော်ဒီပါကစ္စတန်နဲ့ပြီးခဲ့တဲ့ဒါဆီရီယားနဲ့ကစားထားတဲ့ပွဲတွေလည်းကျွန်တော်သုံးသပ်ပြီးတော့ထိတ်ချလေးကျွန်တော်ကြည့်ပြီးတော့ပြင်ဆင်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီပေါ့နော်မနေ့ပြန်ကစားမဲ့ပွဲတွေကကျွန်တော်ပြင်ဆင်နေတယ်ပြင်ဆင်နေတဲ့အချိန်မှာလည်းကျွန်တော်ဒီလီးပြရဲ့ နေ့စနစ်တွေကျွန်တော်လိုက်ပြီးတော့အကောင်းဆုံးစူးစမ်းရေးပြင်ဆင်တယ်။ပြီးတော့မနက်ပြန်ညကျွန်တော်တို့အိမ်ဝင်းမှာကစားမှာဖြစ်တဲ့အတွက်ပေါ့နော်။ဒီကျွန်တော်တို့အသင်းကိုလာရောက်အပြင်မဲ့ပြည်သက်တွေရဲ့ကျွန်တော်တို့ရဲ့အတူတူပါကစ္စတန်အသင်းကိုအနိုင်ယူကြမှာပေါ့နော်။ခုနကပြောလို့လေဝင်းအသင်းကောင်းဆောင်ပြန်ဖြစ်တဲ့ဆိုတဲ့အပေါ်မှာကကျွန်တော်တို့ကလက်ပတ်အရေးမကြီးဘူးနော်။ဝင်နေတော့မဟုတ်ဘူး။လက်ပတ်ပပပပကွင်းထဲမှာဒီက performance ကောင်းမှုပဲအရေးကြီးတာပေါ့ကျွန်တော်တို့ပရိသတ်ဆိုကျွန်တော်တို့ရဲ့အားပဲလေနော်။အဲ့တော့ကျွန်တော်တို့တော့ pressure မရှိဘူး။ အဲ့တော့ဒီအခုဆိုလဲရလက်မှတ်အမျိုးတချို့ဆိုလဲဝယ်မရတော့ဘူးလို့ပြောနေပြောနေကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပုံမှာကျွန်တော်ကတော့ဝမ်းသာတယ်ကျွန်တော်အတင်းပူစားပေါ့နော်။ဘာကြောက်လဲဆိုတော့ဒီပရိသတ်တွေအများကြီးလာပြီးကျွန်တော်တို့တွေပို့ပြီးတော့အားရှိမယ်။ပို့ပြီးတော့ကစားရတာအဆင်ပြေမယ်ပေါ့နော်။အဲ့တော့မနက်ဖြန်လာအပြင်မှာပရိသတ်တွေရောဒီကွင်းထဲလာရောက်အပြင်မှာပရိသတ်တွေရောဒီဒီဖန်သားပြန်နေကြီးရှုနေမှာပရိသတ်တွေရောအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်။ကျွန်တော်ဒီထက်မှကပို့ပြီးတော့ဟိုဒီနေရာတစ်ခုမှမယက်နေပဲနဲ့ ဒီချက်ကိုမြင်တော့ကျွန်တော်သွားသွားခြင်းပါတယ်ဗောနော်